ဒီနေ့တော့ဆရာနံပါတ်39ဖြစ်ပါတယ်အခန်းကြီး39အငယ်1မှ6ငါသည် စကားဖြင့်မြမပြစ်မှားမိအကြောင်းကိုအကျင့်ကိုသတိပြုမိမတရားသောသူသည်ငါရှိမှရှိစဉ်ငါသည် ကိုနှုတ်ကိုချီနှောင်မိဟုငါပြောထား၏စကားမပြောဘဲအားလျက်နေ၏ကောင်းသောအရာကိုပင်မပြောထို့သောနေစဉ်ငါသည်စိတ်ညစ်ညူးခြင်းရှိ၏ ကိုထဲမှနလုံးပူဆွေးခြင်းရှိ၏ငါညီးတွန်းစဉ်မီးလောင်လေ၏ထိုအခါငါသည်နှုတ်မွေ့၏အိုးထာဝရဖျားအကျွန်ုပ်ဒီကို ပြတ်တတ်သောသဘောကိုသိရပါမည်အကြောင်းအကျွန်ုပ်ဤလမ်းဆုံးကို၎င်းအကျွန်ုပ်ဤအသက်အပိုင်းခြားကို၎င်းသိစေတော်မူပါအကျွန်ုပ်အသက်တာကိုတမိုက်မြတ်တာခံထားတော်မူပြီးအကျွန်ုပ်ရွယ်သည်ရှေ့တော်၌ ဘာမျှမဟုတ်တကဲ့သို့ဖြစ်ပါ၏အကယ်စင်စစ်လူမည်ဒီကလူဤအထွတ်တို့ရောက်တော်လဲအနတ္တတက်တဲ့ဖြစ်ပါ၏အကယ်စင်စစ်လူဒီအရိတ်၌သာကျင်လဲပါ၏အကယ်စင်စစ်လူတို့ဒီအကျိုးမဲ့ပင်ပန်းကြပါ၏ဥစ္စာကို စီးဘူးတော်လဲအဘဲသူရံ့အံ့ဒီကိုမတိရပါ အငယ်ခုနှစ်မှ73ယခုမူကားအကျွန်ုပ်ဒီအဘဲသူ မျောလင့်ရပါမည်နီ။အိုထာဝရဖျားကိုတော်၌သာမျောလင့်เสียအကြောင်းရှိပါ၏။ပြစ်မှားမိသည်မြသောအပြစ်တို့မှအကျွန်ုပ်ကိုလွတ်တော်မူပါ။မိုက်တော်သူ၏ကဲ့ရဲ့ခြင်းကိုခံစေတော်မူပါနှင့်။ကိုတော်စီရင်တော်မူရာဖြစ်သောကြောင့်အကျွန်ုပ်ပြောเสียမရနှုတ်ကိုမဖွင့်ဘဲနေရပါ၏။အကျွန်ုပ်ကိုတန်ခတ်တော်မူပါနှင့်။လက်တော်အောက်၌ဆုံးမခြင်းကိုခံရ၍ အာကုံပါပြီကိုတော်ဒီလူတို့အပြစ်ကြောင့်ဆုံးမ၍ဒဏ်ခတ်တော်မူလျင် ပိုးရွဖြစ်တတ်တကဲ့သို့လူတို့ဤတင့်တယ်ခြင်းအတရေကို ပြေပြောက်စေတော်မူ၏အကယ်စင်စစ်လူခတ်သိမ်းတို့သည် အနတ္တတသက်ဖြစ်ကြပါ၏။အိုးသာရဖျားအကျွန်ုပ်ဆုတောင်းခြင်းပတနာကိုကြားတော်မူပါ။အကျွန်ုပ်အော်ဟစ်တော်အတန်ကိုနားထောင်တော်မူပါ။အကျွန်ုပ်မျက်ရည်ကိုကြည့်၍နေတော်မူပါနှင့် ဘူဘီအပေါင်းတို့သည်ဖြစ်ပူးတကဲ့သို့အကျွန်ုပ်သည်ရှေ့တော်၌ဧည့်သည်အာဂန္ဓုဖြစ်ပါ၏ကျွန်ုပ်သည်ရွေသွား၍မပြောက်မီတွင်တက်တရာမည်အကြောင်းမျက်နာလွှဲတော်မူပါအမေနောက်ဒီမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင်